အမေရိကန်ပြည်ထောင်စုကို အလယ်ပတ်ဗီဇာ non immigrant visa ကျောင်းသားဗီဇာ exchange visa စရှိသဖြင့်အကြောင်းမျိုးမျိုးနဲ့လာကြမဲ့သူတွေရဲ့ visa လျှောက်ထားခြင်းနဲ့ဆိုင်တဲ့ကန့်သတ်ချက်တွေကိုအမေရိကန်အစိုးရကတဖြည်းဖြည်းပုံမတင်ကြလာနေပါတယ် F1 နဲ့ M1 လို့ခေါ်တဲ့ကျောင်းသားဗီဇာ exchange program J1 visa လျှောက်ထားကြမဲ့သူတွေအနေနဲ့သူတို့ရဲ့လူမှုကွန်ရက်အကောင့်တွေကိုစစ်ဆေးခံကြရမှာပါ visa interview ဝင်တဲ့အခါမှာလဲအဲ့ဒီလိုစစ်ဆေးလို့ရအောင်သူတို့အကောင့်တွေကို အများကြီးလို့ရနိုင်တဲ့ public အဖြစ်ကြိုတင်ပြောင်းလဲထားရမယ်လို့လည်းအမေရိကန်နိုင်ငံကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါဟာအမေရိကန်ကိုအကြောင်းမျိုးနဲ့လာကြမဲ့သူတွေအနေနဲ့လူမှုကွန်ရက်ပေါ်မှာအမေရိကန်စန့်ကျင်ရေးမုန်တီးရေးတွေလှုပ်ဆောင်ပြောဆိုခဲ့ခြင်းရှိမရှိဆိုတာကိုစစ်ဆေးတာဖြစ်ပါတယ်။တကယ်လို့အဲ့ဒီလိုလှုပ်ဆောင်ထားကြောင်းတွေ့ရှိခဲ့ရင်တော့ visa ညှင့်ပယ်ခံရမှာပါ။အဲ့ဒီလူမှုကွန်ရက်ပေါ်ကရေးသားပြောဆိုမှုတွေကိုစစ်ဆေးတဲ့အစီအစဉ်ကိုလည်းအခုနှစ်ဇွန်လကတည်းကစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။တခါအလဲပတ် visa no immigrant visa လျှောက်ကြမဲ့သူတွေအနေနဲ့မိခင်နိုင်ငံမှာလူကိုယ်တိုင် visa ဝင်ကြရမှာဖြစ်ကြောင်းအခုစက်တင်ဘာလ၂ရက်နေ့ကညွှန်ကြားချက်အသစ်ထပ်မံထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အရင်အသက်၁၄နှစ်အောက်နဲ့၈၉နှစ်အထက်ရှိသူတွေအနေနဲ့တန်ရုံးမှာ visa interview ဖြေတဲ့အခါလူကိုယ်တိုင်လိုက်ဆရာမလိုဘူးဆိုတဲ့ချင်းချက်ကိုပြင်လိုက်ပြီးအဲ့ဒီဖြေမဲ့သူအားလုံးအသက်အရွယ်မရွေးတန်ရုံးကိုလူကိုယ်တိုင်လိုက်လာကြရမယ်လို့စက်တင်ဘာလ၂ရက်နေ့ကထုတ်ပြန်တဲ့ပြောင်းလဲချက်မှာဖော်ပြထားပါတယ်။ ဗီဇာလျှောက်ထားကြတဲ့သူတွေအနေနဲ့လဲကိုဗီဇာဝင်တဲ့နိုင်ငံမှာအမှန်တကယ်နေထိုင်ကြောင်းတက်တဲ့အထောက်အထားပြကြရမယ်လို့ဆိုပါတယ်အဲ့ဒီထက်မှာတန်တမာနေနဲ့အစိုးရအရာရှိတွေတော့မပါပါဘူးတခြားတိထားတဲ့နောက်တစ်ချက်ကတော့ online visa လျှောက်လွား DS160 form မှာတင်ထားတဲ့ဘာကုတ်နံပါတ်နဲ့ကိုယ့်ကို interview ခေါ်တဲ့ဘာကုတ်နံပါတ်ထပ်တူဖြစ်နေရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ဒီဘာကုတ်နဲ့ဆိုင်တဲ့သတ်မှတ်ချက်ကတော့အခုနှစ်မေလကတည်းကစတင်ကျင့်သုံးနေပြီလို့ဆိုပါတယ် ဒီနေရာမှာနောက်ထပ်သိထားသင့်တဲ့အချက်တစ်ချက်ကိုထပ်ပြီးပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံဟာအမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့သမ္မတတော်နဲ့ Trump Travel Ban လောက်ခံထားရတဲ့နိုင်ငံတွေထဲမှာပါနေတဲ့အတွက်တရားဝင်အစိုးရမူဝါဒအရမြန်မာနိုင်ငံသားတွေကို immigrant လို့ခေါ်တဲ့ရွှေ့ပြောင်းအခြေချနေထိုင်သူ no immigrant လို့ခေါ်တဲ့အလဲပတ်ပညာသင်ဖို့လာသူတွေ family reunification နဲ့လာလို့သူတွေအပါအဝင် အားလုံးကိုလာရောက်ခွင့်ပေးပင်ထားတာမို့ လောလောဆယ်အဲ့ဒီဗီဇာတွေထုတ်မပေးသေးပါဘူး but we will not allow people to enter our country who wish to do us harm တမရထရမ်ရဲ့ဗီဇာပန်းအစီအစဉ်ကြောင့်မြန်မာနိုင်ငံသားတွေအားလုံးလုံးဝလာလို့မရတဲ့အနေအထားမျိုးဖြစ်သွားတဲ့အကြောင်းအမေရိကန်ကိုပညာလာတင်ကြတဲ့ចောင်းသားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ PH International အဖွဲ့ကအမှုဆောင်ညွှန်ကြားရေးမှူး Mac Harris ကတမရထရမ်ထရဘဘန်းထုတ်ပြန်ပြီးမကြခင်မှာပြောထားပါတယ် In June, um, the um, travel ban came out, and Myanmar is one of the countries that's fully restricted from traveling to the U.S. So there's really no wiggle room in that. ဒါပေမဲ့ K1 လို့ခေါ်တဲ့ fiancé visa နဲ့ပတ်သက်လို့တော့ရှင်းရှင်းလင်းလင်းပြောထားတာမတွေ့ရသလိုဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံသားတွေအကြားမှာလည်းရတယ်မရဘူးဆိုတဲ့ကိစ္စအပေါ်အမျိုးမျိုးအမြင်သဘောထားတွေရှိနေကြပါတယ်။တခါ family reunification season လို့ခေါ်တဲ့ မိဘနဲ့အသက်၁၈နှစ်မပြည့်သေးသူတာသမီတွေအမေရိကန်ကိုခေါ်တဲ့ကိစ္စမှာလဲခေါ်လို့ရတယ်မရဘူးဆိုပြီးနှမျိုးဖြစ်နေပါတယ်။တမနာထရမအစိုးရကထုတ်ပြန်ထားတဲ့ travel ban အစီအစဉ်အရတန်တမာနေနဲ့အစိုးရအရရှိတကလွဲလို့ဘယ်သူမှပြည်ဝင်ခွင့် visa ရှောက်လို့မရကြပါဘူး။ဒါပေမဲ့မြန်မာနိုင်ငံရဲ့ထူးခြားတဲ့နိုင်ငံရေးစီးပွားရေးအခြေအနေတွေအရချွင်းချက်အနေနဲ့တချို့ကိစ္စတွေကို ဖြေလျှော့ပေးထားသလားဆိုတာအသေးချာသိနိုင်မှုကတော့သက်ဆိုင်ရာတန်ရုံးတွေမှာလူကိုယ်တိုင်မေးမြန်းစုံစမ်းကြည့်မှပဲထေချာတဲ့အဖြေရနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ